သမရခရရဲ့အပြန်အလှန်ကုံသွဲခွန်တိုးမြင့်တဲ့အစီအစဉ်ကြောင့်ထိုင်းနိုင်ငံအနေနဲ့ပြည်တွင်းစီးပွားရေးမှာဘတ်800ဘီလီယံဒေါ်လာနဲ့တွက်24ဘီလီယံလောက်ဆုံးရှုံးသွားနိုင်တယ်လို့ထိုင်းစမှုလုပ်ငန်းများအဖွဲ့ချုပ် FDI GK ကပြောကြားလိုက်ပါတယ် ဒီဒရင်ကိုနေကအရှာကဖော်ပြပါရယ်ထိုင်းနိုင်ငံအဓိကစီးပွားရေးကဏ္ဍဖြစ်တဲ့မော်တော်ယာဉ်လုပ်ငန်းစားသောက်ကွန်ထရိုးရေးနဲ့ဆက်ပြေးလုပ်ငန်းတွေမှာထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့မှတ်ချက်ပြုထားပါရယ်အဲ့ဒီဆုံးရှုံးနိုင်တဲ့ပမာဏဟာနိုင်ငံရဲ့2024ပြည်တွင်းသတင်းထုတ်လွှင့်မှု GDP ရဲ့တန်ဖိုးဘက်ငွေ16.8ထရီလီယံခန့်ရဲ့400ကန်တုန်းနဲ့ညီမျှပြီးနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို ထိခိုက်စေမှာဖြစ်ပါရယ်ထိုင်းနိုင်ငံ GDP ကပြီးခဲ့တဲ့နှစ်က2.5ကန်တုန်းတိုးခဲ့ပါရယ် အစိုးရရဲ့2025မှာနှစ်တသမ300ခန်းတော့မှ3တသမ300ခန်းတော့ထိတိုးတက်မယ်လို့မျိုးသားစီးပွားရေးနဲ့လူမှုဖွံ့ဖြိုးရေးတိုးတက်မှုကောင်စီကခံမှန်းခဲ့ပါတယ်။ဒါပေမဲ့သမ္မတထရန့်ကနိုင်ငံအများအပြားကိုကုံသွဲခုံတိုးမြင့်ကောက်ခံရမှာထိုင်းနိုင်ငံလည်းပါဝင်သွားပါတယ်။ထိုင်းနိုင်ငံကလည်း36ရာခိုင်နှုန်းအထိကုံသွဲခုံတိုးမြင့်ခဲ့တဲ့အတွက်သတ်မှတ်ထားတဲ့ရပ်ပေါင်း60ကြာဆိုင်းငံ့ကာလအတွင်းထိုင်းဆွေကအမေရိကန်ဆွေနဲ့ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ထရိုင်ရဲ့ခေါ်ကောက်ခံမှုဟာနိုင်ငံ GDP ရဲ့60%ရာခိုင်နှုန်းကျော်ရှိတဲ့ပို့ကုန်တွေကိုထိခိုက်စေပြီးလူပေါင်း9သိန်းကိုအလုခံထားတဲ့မော်တော်ကားကဏ္ဍလည်းမြင့်တက်လာတဲ့အခွန်တွေနဲ့အားနည်းတဲ့ပြည်တွင်းဈေးကွက်ကြောင့်လုပ်ငန်းတွေပိတ်သိမ်းခြင်းပူးပေါင်းလှုပ်ဆောင်ခြင်းများကိုရင်ဆိုင်ရနိုင်တယ်လို့ FDI ဥက္ကဋ္ဌကသတိပေးထားပါတယ်ပြပြင်ထားတဲ့စားတော့ကုန်နဲ့ရေထွက်ကုန်လုပ်ငန်းများဟာလည်းတိုးတက်မှုရော့ကျသွားပါတယ် ဒါပေမဲ့ဖက်နက်လုပ်ငန်းမှာဗီယက်နမ်နဲ့ကမ္ဘောဒီးယားကဲ့သို့ပြိုင်ဘက်နိုင်ငံတွေကအခွန်ပို့မှုတိုးမြင့်ခံရခြင်းကြောင့်ထိုင်းအနေနဲ့ American ဈေးကွက်မှာအသာစီးရနိုင်တယ်လို့ဆိုပါတယ် American ကတိုးမြင့်လိုက်တဲ့အခွန်ကြောင့်နိုင်ငံအများပြောင်းမှရှိတဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့သူတို့ရဲ့ပို့ကုန်တင်ပို့တဲ့နိုင်ငံများအပြောင်းလဲဖြစ်လာစေပြီးအရှိတောင်အရှာနိုင်ငံတွေကိုကုန်ပစ္စည်းများအများပြားဝင်ရောက်လာစေနိုင်ကြောင်းလည်း FDI ဥက္ကဋ္ဌကပြောပါတယ်။ မရိကန်ဈေးကွက်ကိုဝင်ရောက်နိုင်ခြင်းမရှိတော့တဲ့ပို့ကုန်လုပ်ငန်းတွေဟာတတိယနိုင်ငံဈေးကွက်တွေကိုပိုမိုပြစ်မှတ်ထားလာနိုင်ပါလေအထူးသဖြင့်အာဆီယံလိုဒေသတွေမှာဈေးကွက်နဲ့ဈေးနှုန်းပြိုင်ဆိုင်မှုတွေပိုမိုများပြားလာနိုင်ပါတယ်လို့ထိုင်းကသုံးသပ်ပါတယ်